မြန်မာပြည်ကိုအာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကပြောကြားလိုက်တယ်လို့ AB သတင်းဌာနမှဖော်ပြလာပါတယ်။မေလနောက်ပိုင်းမှာကျင်းပမယ်။နှစ်ရက်အကြာအာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာပြည်ကို ထိပ်တန်းအကြောင်းအရာဖြစ်ထည့်သွင်းဆွေးနွေးမယ်လို့အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကပြောကြားလိုက်တာပါ။အာဆီယံဟာစစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ စက်ကောင်စီကိုအစီအဝေးတက်ခွင့်မပေးဘဲနိုင်ငံခြားရေးတာဝန်ရှိသူတွေကသာတက်ရောက်ခွင့်ပေးခဲ့ပါတယ်။ဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကအာဆီယံဥက္ကဋ္ဌနေရာကိုရယူပြီးနောက်မှာတော့စက်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်ခဲ့ပြီးတရင်ထုတ်ပြန်ရမှာတော့မင်းအောင်လှိုင်ရယူထားတဲ့နိုင်ငံရေးယာရုတွေကိုဖော်ပြခဲ့တာမရှိပါဘူး။ဒါအပြင်အန်ဝါဣဗရာဟင်ဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီအာဏာသိမ်းမိခြင်းကလေးကအာဆီယံဟာမြန်မာနဲ့ပတ်သက်ပြီးဘုံတဘောတူညီချက်၅ချက်ကိုထပ်မံတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီဟာဒီကနေ့အထိလေးစားလိုက်နာတာမရှိသေးပါဘူးရှင် အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရည်တည်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါရှင်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ကျမနည်းနည်းပါ